္ဂလာပါခင်ဗျာကျွန်တော်ကတော့တာတော့ဟောတဲ့ကုသဖြစ်ပါတယ်ကျွန်တော်ခရီးဖက်ချပေးမှာကတော့နိုဝင်ဘာလအတွက်တောက်ကြသားသမီးများရဲ့တလားရကဏ္ဍမှာဖက်ချပေးမှာဖြစ်ပါတယ်တောက်ကြသားသမီးများအနေဖြင့်ကျွန်တော်တို့ဒီတလားမှာကဘောနော်လာစာလီမှာကဘာလဲဂျုံတွေ့ရမလို့ဆိုတော့ကြတော့သူကဘောနော်အဲတောက်ကြသားသမီးအိမ်အောင်ပဲအိမ်အောင်ရှင်နေပဲဖြစ်ဖြစ်ချစ်သူကြီးတိုင်းရှိရလူတွေဖြစ်ဖြစ်ဘောနော် နည်းနည်းချင်းချင်းစကားအများကြီးဖြစ်တာလေးတွေကြုံမယ်ပေါ့နော်အဲ့တော့ကြောက်နေကြောက်နားလဲမှုလေးနေပေါ့နော်အဲ့ရှေ့ဆက်ဖို့ကြံပေးခြင်းနဲ့မဟုတ်ရင်ဟိုအချိန်ကြီးကဘယ်လိုလုပ်ဆိုတော့ပြပြနဲ့နှာခေါင်းထုတ်ထတာမျိုးလေးတွေပေါ့နော်အဲ့လိုမျိုးမထင်မှတ်ထားပဲကိုကပြောလိုက်တဲ့စကားတွေကြောင့်နှောင်းနှစ်ယောက်သားကြားမှာပေါ့နော်အော်ဗရာဒလန်တန်တလန်ဖြစ်တဲ့အထိပေါ့နော်အဲလိုမျိုးဝေးကွာသွားတာမျိုးလေးကြီးကျွမ်းတတ်ပါတယ်နောက်တစ်ခုကဒီလာတဲ့မှာကတောက်ကြတသမီးတွေကစိတ် ုံပန်စိတ်ညစ်စရာစိတ်မွန်းကြက်စရာစိတ်ကျဉ်ကြက်စရာလေးတွေတွေ့မယ်အဲပြီးတော့မိမိကြိုးစားထားသမျှအရာတွေကဘောနော်မိမိထင်သလိုဖြစ်မလာလို့မလို့အဲစိတ်တက်ကြတာမျိုးလေးတွေကြုံမယ်ဒါပေမဲ့ဒီခါသည်ဘယ်လိုပြောရမလို့ဆိုတော့လအစာဘောနော်အဲလအစာပိုင်းလေးမှာပဲဖြစ်တယ်ဒါပေမဲ့နောက်ဆုံးမှာကတောက်ကြသားသမီးတွေအနေနဲ့ကပါတော့ဆိုကัญญမာရဲ့ပေါ့နော်အလှဲပြောင်းလေးတွေကြုံမယ်ကိုမထင်ထမထင်မှတ်ထားတဲ့အရာလေးတွေပေါ့နော်ကိုက မောင်မြင်မှုထင်ထားတဲ့လောက်ကနေပြီးကိုထလှုပ်လိုက်လို့အောင်မြင်သွားတာမျိုးလေးဂျုံမဲ့မိမိကိုအာပြောပါတော့အကြံဉာဏ်ပေးမဲ့ပေါ့နော်ရင့်ချက်တည်ငြိမ်တဲ့အမျိုးသမီးတူဟိုကမိမိနောက်ကိုကြီးပေးဖို့ရောက်လာတာမျိုးဖြစ်ဖြစ်လိမ့်မယ်ဒါသည်မိခင်လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်မိမိရဲ့ဆရာသမားပဲဖြစ်ဖြစ်ပေါ့နော်မိမိရဲ့ပတနာပဲဖြစ်ဖြစ်ဒါမျိုးလေးတွေဂျုံမဲ့ပေါ့နော်အငွေကန်နေနဲ့ကြတော့သူဒီတော့ကြတာမျိုးများဒီရှစ်ကနန်းကန်ကောင်းတယ်ပြီးရင်တစ်ကနန်းကန်ကောင်းတယ် ဘောနော်အဲဒါလေးကကံကောင်းတယ်ပြီးတော့ကျတော့တောက်ကြတောက်သမီးတွေကဒီလာထဲမှာကတခုခုလုံးเสียကြုံတယ်ဆိုရင်ပေါ့နော်အဲပြီးဘာလို့ဆိုတော့ကျတော့လင်းနဲ့သားကိုတိုင်တယ်တစ္ဆာပြုအဲတစ္ဆာပြုပြီးတော့ကျွန်မမိမိရဲ့လုံးကိုင်းတွေကိုဆောင်ရွက်ပေးဖို့လိုတယ်အဲသူတောင်းပေးဖို့လိုတယ်ပေါ့နော်ဒီလာမှာကတောက်ကြတာဓမ္မနေနေကဘာလို့ကံကောင်းပြီးတဲ့ရောင်တွေကိုပြောမယ်ဆိုရင်အနီရောင်အဖြူရောင်ပြီးတော့ကျတော့ခရမ်း နဲ့မိကိုနဲ့ဆက်ထားတဲ့အကြောင်းပေါ့ဗျာဒါဒီရောကျွန်တော်လည်းသိတော့မပြောတတ်ဘူးအဲ့ဒီအကြောင်းဒီကကံကောင်းစီတဲ့အကြောင်းလေးတွေဖြစ်တယ်ပေါ့နော်အဲဒီလာတဲ့မှာကပေါ့နော်မိမိအနေနဲ့အဲ့လိုမျိုးပေါ့နော်တခုခုကိုကြီးလိုတာပဲဖြစ်ဖြစ်လုပ်ငန်းမှာကြက်တွေ့တာဆရာလိုမျိုးမျိုးသမီးတူဦးစီကနေကြမ်းကြမ်းတောင်းတာမျိုးလေးတွေလှုပ်ပေးနေတယ်ပေါ့နော်အဲပြီးတော့ကြာတော့ဒီလာတဲ့မှာကပေါ့နော်အဲရန်စောရတဲ့ကလေးလေးတွေကိုကစားပြပစ္စည်းဝယ်ပေးတာမျိုးဖြစ်ဖြစ် နောက်တစ်ခုကပေါ့နော်အဲ့လိုမျိုးမြောက်ကလေးတွေကိုအစာကျွေးတာမျိုးဖြစ်ဖြစ်လှုပ်ပေးပါပေါ့နော်ဒါမင်းမင်းအတွက်လက်လာပါတွေပွင့်စီမယ်ဟာလေးဖြစ်ပြီးတော့ကံညံ့နေကြုံရတယ်ဆိုရင်ဖယားမှာတောက်တော်ကြီးဒီတစ်ခွက်ပေါ့နော်အဖယောင်းတိုင်းတစ်တိုင်းအဲဒါအမွှေးတိုင်းတစ်တိုင်းဒီလိုမျိုးလေးတွေ ကတ်လှူပူဇော်ပြီးတော့လည်းပဲပေါ့နော်အားလုံးမျိုးကိုယ့်ရဲ့ကံနေညံ့နေပျောက်ဖို့အတွက်အဲဆူတောင်းပေးလို့ရပါတယ်ပေါ့နော်ကျမရဲ့အနေနဲ့ကတော့အစာအိအဲလီထိုးလီအောင်ကြောက်ကပ်ပြီးတော့ကြတော့အားလုံးအေးမိတာလေးတွေနည်းနည်းလေးဖြစ်တတ်တဲ့အတွက်ကြိုးစိုက်ပေးဖို့လိုပါတယ်ဒီလတဲ့မှာကလုပ်ငန်းအစ်စ်တိုးချဲ့မယ်ဆိုတော့ကြာသားသမီးတွေနေနဲ့လုပ်ငန်းတွေတိုးချဲ့ဖို့အဆင်မပြေသေးပါဘူးအနေကိုရှိလက်စားအလုပ်ကလေးကိုပဲကိုကပေါ့နော်